နောက်တက်မင်းသားလေးလိုရုပ်ရှင်မရရတော့ဘဲအလူပွဲတွေမှာတချင်ပတ်စုံနေရတဲ့အောင်ရဲလင်းတခိတခါကမင်းကလေးပြိတ္တတင်ရဲ့အသင်ဆွဲဖြစ်ခဲ့တဲ့မင်းသားအောင်ရဲလင်းကတော့အလူပွဲတွေမှာရဲလီမနဲ့အတူတူတချင်ပတ်စုံနေရပါပဲအောင်ရဲလင်းကိုမင်းကလေးပြိတ္တတေကကိုရီးယားမင်းသားတွေထက်တောင်ချော်နေဆိုပြီးတက်တက်လို့အားပေးကြတာပါဒါပေမဲ့ခုနောက်ပိုင်းအောင်ရဲလင်းနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တချို့အွန်လိုင်းပေါ်တက်လာတော့သူ့ရဲ့ပြိတ္တတေကသူ့အတွက်ရန်ကုန်စိတ်မကောင်းဖြစ်နေကြတာကိုတွေ့ရပါတယ် အောင်ရလေးဟာရုပ်ရှင်ဇာတ်ကားကြီးတွေရှိုက်ကူးနေတာမဟုတ်ပဲကြီးလက်တော်ရွာနယ်လူပွဲစတိတ်စင်ဒီပေါ်မှာတချင်းလိုက်လံတီးဆူဖျော်ဖြေနေရတာဖြစ်ပါတယ်အဆိုပါဗီဒီယိုဖိုင်လေးထဲမှာအောင်ရလေးကိုစင်ပေါ်မှာတချင်းဆိုရင်ပြိတ္တတွေစူချတဲ့ပတ်စံနေနဲ့မြင်ခဲ့ရတာပါအခုချိန်ဟာအောင်ရဲလေးနောက်မှပေါ်လာတဲ့သူထက်ငယ်တဲ့မင်းသားတွေဖြစ်ကြတဲ့နေဝင်းတို့အေးချမ်းမောင်တို့ကရုပ်ရှင်လောကမှာထိတ်တန့်မင်းသားတွေဖြစ်အောင်မြင်နေကြခြင်းမှာ တို့ကရုပ်ရှင်စကားကြီးတကားကိုတိန့်တထောင်ထိအမှုပညာရှင်ရရှိနေကြပြီးအကယ်ဒမီစုတွေကိုပါရရှိပိုင်ဆိုင်နေကြပါပြီ။ဒီလိုနောက်တဲ့မင်းသားတွေကအပြိုင်ဆိုင်ရုပ်ရှင်ကားကြီးတွေရိုက်နေရချိန်မှာတစ်ချိန်ကမင်းကလေးတွေတဲဆွဲဖြစ်ခဲ့တဲ့မင်းသားအောင်ရင်လင်းကတော့ဒီလိုလူပွဲတွေမှာတချင်းစုံနေရတာကိုနှိုင်းရှင်ကြည့်ပြီးပရိသတ်တွေကစိတ်မကောင်းဖြစ်ကြရတာပါအောင်ရင်လင်းကဒီလိုအစင်မျိုးဖြစ်သွားပြီလားဆိုပြီးဝမ်းနည်းနေကြတာဖြစ်ပါတယ်